ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့အပီလာ3ရက်ကျတာပရိနေ့အတွက်မိုးလုံဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်မြင်းကလေးတဲ့အနေနဲ့စကိုင်းမြင်းကလေးနောက်ဆက်တွဲအနေနဲ့ငလေးလောက်ခတ်မှုအကျဉ်298ကျိန်ရှိပြီဖြစ်ကပေမငလေးရဲ့ပြည့်ပြည့်ကျော်တစ်ချောက်ကိုလိုက်ပြီးနောက်ဆက်တွဲငလေးတွေကလပိုင်းကနေနှစ်ပိုင်းအထိလှုပ်နိုင်တဲ့အပြင်ဘယ်ရွယ်စားလှုပ်မယ်ဆိုတာကိုမသိနိုင်တဲ့အတွက်သတိပြုနေထိုင်ကြဖို့မိုးလေဝသပညာရှင်ဝင်နိုင်ကအသိပေးထားပါတယ်။အေဗီလာ၂ရက်နေ့ မနေ့ကမြန်မာစံတော်ချိန်ည09:58မိနစ်ခန့်မှာ AR တိုင်းဖြာပုံမြို့တောင်ဘက်53ကီလိုမီတာအကွာကပလီပင်လယ်ပြင်မှာအနက်29ကီလိုမီတာကိုဗဟုပ်ပြုပြီး AR radar scale 4.9အဆင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။မိုးရွာနိုင်မဲ့အခြေအနေနဲ့ပတ်သက်ပြီးကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလေနွေးတွေနဲ့အရှေ့ဘက်ကရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့် ဒီကနေ့အေဘီလ3ရက်နေ့ကနေအေဘီလ5ရက်နေ့အတွင်းတနင်္လာရီတိုင်းကရင်ပြည်နယ်မွန်ပြည်တော်မှာနေရာကျဲကျဲကနေ နေရာစိစိနဲ့လာမယ့်အေဘီလ6ရက်နေ့ကနေ7ရက်နေ့အထိနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းဂရင်းနီကရပြည်ချင်းပြည်ရခိုင်ပြည်နယ်ရှမ်းပြည်တော်မှာနေရာကွက်ကြားကနေနေရာကျဲကျဲတနင်္လာရီတိုင်းကချင်ပြည်ကရင်ပြည်နယ်မွန်ပြည်တော်မှာနေရာစိစိမုတ်ထချုံရွာနေပါတယ် ဒီကနေ့ညနေအထိတရနားအတိုင်းမှာနေရာစိတ်စိတ်မွန်ပြည်နဲ့ကရင်ပြည်တို့မှာနေရာကျကျနဲ့ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရော်ရီတိုင်းနဲ့ကချင်ပြည်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပြီးရွာရဲရာနှောင်း80ဖြစ်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တို့မှာတင်းတင်းတင်းဖြစ်ထွန်းပါမယ်။ တနင်္လာရီတိုင်းမှာမိုးတိမ်အောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပေါင်းမိုးတိမ်အောင်များရွေလျားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းများဖြစ်ပေါ်နိုင်လို့ကြိုတင်သတိထားကြဖို့စစ်ကောင်စီမိုးစလားကအသိပေးထားပါတယ်ပင်လယ်ပင်လယ်အရှေ့အလယ်ပိုင်းမှာတင်းတင်းတင်းဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ပင်ကလောင်းပင်လယ်တို့မှာတင်းတင်းတင်းကနေတိမ်ထွက်ထန်နေပါတယ် မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအနည်းငယ်ကနေလှိုင်းအထင်အထင်ရှိပါမယ်။နောက်နေရအတွင်းရန်ကုန်တိုင်းအေရဝတီတိုင်းတရနာရီတိုင်းကချင်ပြည်ကရင်ပြည်နဲ့မွန်ပြည်တို့မှာနေရာကွက်ကြားကနေနေရာကျကျမုတ်ထချုံရွာနိုင်ပါရဲ့ရှင်ကျမနွယ်နွယ်ပါ